มายไทยนะครับว่าห้ามไทยมาเลย อุบัติရှိပါတယ်ပုံမှန်အားဖြင့်လူသားတယောက်ကိုတစ်ဖက်နိုင်ငံကို ပြန်ပို့တဲ့အချိန်မှာသူ့အတွက်အသက်အန္တရာယ်ရှိနိုင်တယ်ဆိုရင်အဲ့ဒါကိုမပို့ရဘူးဆိုတော့ဥပဒေကလည်းရှိတယ်ဥပဒေအရပြောရမယ်ဆိုလို့ရှိရင်မြမပြည်မှာကြီးညာထားတဲ့စစ်မှုထမ်းဥပဒေဆိုလို့ရှိရင်မြမဘက်ကမြမပြည်တွင်းကဥပဒေဖြစ်တယ်ပေါ့နော်စစ်မှုထမ်းရမယ်အသက်အရွယ်ထဲမှာရှိတဲ့သူတွေစစ်မှုထမ်းရမယ်ဆိုတာကပြည်တွင်းဥပဒေပေါ့ မြန်မာဘက်ကဥပဒေဆိုတော့ထိုင်းဘက်ကနေတော့မတူဘူးပေါ့နော်ဒီဟာကထိုင်းမှာပြန်မပို့ရဘူးဆိုတဲ့ဥပဒေရှိတယ်ဒါပေမဲ့စစ်မှုထမ်းတဲ့ဥပဒေကမြန်မာဘက်ကနေတိုက်ရိုက်ဆိုင်တဲ့ဟာပေါ့ဒါပေမဲ့ပြန်မပို့ရဘူးဆိုလို့ရှိရင်ထိုင်းဘက်ကမဟုတ်ဘဲနဲ့မြန်မာအဖမ်းခံရသူဘက်ကနေပြန်ပြီးတော့ညင်ရမယ်ပေါ့နော်ညင်ရမယ်ဆိုတာကစစ်မှုထမ်းရလို့ရှိရင်ဘယ်လိုမျိုးအန္တရာယ်တွေနဲ့တွေ့ကြုံနိုင်တယ်ဘယ်လိုမျိုးအသက်အန္တရာယ်နဲ့တွေ့နိုင်လဲဆိုတာတွေပေါ့နော် အဲ့ဒီလိုမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာအဖမ်းခံရသူဘက်ကတင်ပြရမယ့်အရာ ဖြစ်ပါတယ်။ဥပဒေအရကြတော့လူတစ်ယောက်ရဲ့ဘေးအန္တရာယ်အသက်အန္တရာယ်ထိရှိမယ့်ကိစ္စကြုံရမယ်ဆိုလို့ရှိရင် ပြန်ပို့လို့မရဘူးဆိုတဲ့ဥပဒေကတတ်မှတ်ထားတယ်။အဲ့ဒီအသက်အန္တရာယ်ထိကြုံနိုင်တယ်ဆိုတဲ့ဟာပြောတဲ့အချိန်မှကြာရင်လေတယောက်ချင်းစီကိုတော့စိစစ်ရတယ်။အစုလိုက်ပြုံလိုက်ပေါ့နော်။စင်မှုထမ်းကိစ္စကြတော့အားလုံးအသက်အန္တရာယ်ရှိမယ်ဆိုတဲ့ဟာနဲ့သွားလို့တော့မရဘူးပေါ့။တယောက်ချင်းစီပဲသွားရမှာ။ အဖမ်းခံရတဲ့အချိန်ကျရင်ထိုင်းအစိုးရအော်ဖီဆာကိုတင်ပြဖို့လိုတယ်ပေါ့နော်ဒီတယောက်ကိုပို့လို့မရဘူးပို့လိုက်ရင်ပြန်ရောက်ရင်သူ့အတွက်အသက်အန္တရာယ်ရှိတယ်ဆိုတဲ့ဟာကိုတယောက်ချင်းစီတင်ပြတာမျိုးပဲ case by case နဲ့ပဲသွားမှရမယ်တချို့တွေဆိုရင်အဖမ်းခံရရင်မတင်ပြဘူးဆိုလို့ရှိရင်ထိုင်းအရာရှိဘက်ကမသိရင်လဲပြန်ပို့ရင်လဲအဲ့ဒါကလည်းဥပဒေအတိုင်းဖြစ်တယ်ပေါ့နော် จะมีสถานการณ์อยู่สองอย่างนะครับเรียกว่าเป็นสถานการณ์ทั่วไปกับอีกอีกสถานการณ์ดิเกซันเนี่ยปัตตะปีนักคู่คွဲปีပြောခြင်းပါတယ်ပြန်ပို့တဲ့အကြောင်းလို့ပြောတဲ့အခြေကြရင်နှစ်မျိုးရှိပါတယ်ပထမတစ်ခုကတော့ပြန်ပို့ရတဲ့ကိစ္စကထိုင်းမှာရှိလာတာကြားပါပြီပြန်ပို့တဲ့အခြေကြရင် case by case ကြည့်ရပြီးတော့မှဘာကြောင့်ပို့ရသလဲဆိုတဲ့ဟာကိုပြန်ရှင်းပြတဲ့ဟာနဲ့ပြန်သွားရပါတယ်တချို့တွေကလည်းဘာကြောင့်မပြန်ရတာလဲဆိုတာကိုပြန်ပြီးရှင်းပြတာမျိုးရှိတယ် အခုလိုမျိုးဖြစ်နေတဲ့ဟာကပြန်ပို့လိုက်ပြီးတော့အန်ဒီရဲ့နဲ့တွေ့ရတဲ့ဟာတို့ဒီလိုတွေဒီပြန်မပို့ခင်မှာအစုလိုက်အပြုံလိုက်ပြန်ပို့တော့ဘယ်သူကတက်ကြွလှူရှားသူဖြစ်တာလဲဘယ်သူကနိုင်ငံရေးသမားလုပ်နေတာလဲဘယ်သူကဘာလုပ်နေလဲဆိုတာကိုစကန်နဲ့လုပ်နေတာမရှိတဲ့အတွက်ကြောင့်ရောနှောနေတယ်ဆိုတော့သူတို့ကမသိတာကိုဟိုဒီကိစ္စကိုဖြည့်ရှင်းကျင်နေဆိုရင်ဥပမာ case လေးတွေကိုတင်ပြတာမျိုးဆိုရင်အလုပ်ဖြစ်နိုင်ပါတယ် ဥပမာဒီလူတယောက်ဒီထိုင်းနိုင်ငံမှာအဖမ်းခံရပြီးပြန်ပို့တဲ့အချိန်မှာစစ်မှုထမ်းတဲ့ကိစ္စရောတခြားအသက်အန္တရာယ်ရောကြုံတွေ့ရတဲ့အခါအဲ့ဒီလို case တွေ data တွေရှိတယ်ဆိုလို့ရှိရင်ဒီဘက်နဲ့အလုလုလုရပါတယ်။နောက်တစ်ခုကပမာဏပေါ့နော်။တယောက်နှစ်ယောက်နဲ့ပဲဖြစ်တာလား။ဒါမှမဟုတ်လူဦးရေအများနဲ့ဖြစ်တာလားပေါ့နော်။အဲ့လိုမျိုး case တွေရှင်းပြနိုင်မယ်တင်ပြနိုင်မယ်ဆိုလို့ရှိရင်ထိုင်းအစိုးရနဲ့အလုဖြစ်မယ်လို့တော့တွေးပါတယ်။ ဲသူတို့စီစစ်တဲ့အချိန်မှာဘလို့လုတ်ပြီးစီစစ်တယ်လဲဆိုတော့ဥပမာလူတစ်ယောက်ကိုဖမ်းမိပြီးဖမ်းမိတဲ့အချိန်ကျမှဖမ်းခံရတဲ့တရားခံကကိုယ်တိုင်ကရှင်းပြရမှာထိုင်းအစိုးရအရာရှိကိုကျွန်တော်ကိုပြန်ပို့လို့မရဘူးကျွန်တော်ကိုပြန်ပို့ရင်ဘာနဲ့ဘာနဲ့ကြုံတွေ့နိုင်တယ်အသက်အန္တရာယ်နဲ့ဘလို့မျိုးကြုံတွေ့နိုင်တယ်ဆိုတဲ့ဟာကိုရှင်းပြဖို့လိုပါတယ်အဲ့လိုရှင်းပြတဲ့အချိန်မှာထိုင်းအရာရှိဘက်ကအဲ့ဒီသတင်းအချက်လက်ကိုရပြီးပြီဒါပေမဲ့ ပြန်ပူသေးတယ်ဆိုရင်အဲ့ဒါဆိုရင်တိကျတယ်ပေါ့နော်ထိုင်းကသတ်မှတ်ထားတဲ့ဥပဒေကိုချိုးဖောက်တယ်ဆိုတဲ့ဟာထဲဝေးပါတယ်ပြီးတော့တိကျတာတစ်ခုကအဲ့ဒါကိုထိုင်းရာရှိကတည်ထားပြီးပြီဒါပေမဲ့ပြန်ပူတယ်ပြန်ပူတယ်လုပ်ငန်းစဉ်မှာတိကျတယ်မပုတ်ခင်မှာသူတို့ကအဖမ်းခံရသူလက်ခံကြောင်းလက်မှတ်ထိုးရတယ်အကယ်၍ကိုကအနေရများတာသိတယ်ပြန်ရင်တည်နိုင်တယ်ဆိုတဲ့ဟာကိုသိရစားနဲ့လက်မှတ်ထိုးထားတယ်ဆိုလို့ရှိရင်အဲ့ဒီကိစ္စကိုတတိထားရမယ်ပေါ့နော် လက်မှတ်ထိုးလိုက်ပြီးဆိုလို့ရှိရင်ဒီဘက်ကိုပြန်ပြောလို့မရတော့ဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကပြန်ဖို့လက်ခံလိုက်တဲ့သဘောဖြစ်သွားတယ်။တကယ်လို့ပြန်လို့မရတဲ့ဟာကလုံးဝတေချာတယ်ဆိုလို့ရှိရင်အဲ့ဒီလက်မှတ်မထိုးပေးဘူးဆိုလို့ရှိရင်သူတို့အတွက်လုံခြုံနေပေါ့နော်။ပြန်ပြီးတော့ပြောလို့ရပါတယ်။ဒီဥပဒေကရှိလာတာကအရင်ကြီးတော့မကြသေးဘူး။ထိုင်းမှာပြန်ဖို့လို့မရတဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့နှစ်ခုရှိတယ် ထမတစ်ခုကလူအများနှင်းမှန်းနှိပ်စက်ခံရမှုနဲ့လက်ဆောက်ဖြောက်ခံရမှုကိုကာကွယ်ပေးသောတော်ဝင်ဥပဒေ2022ခုနှစ်နောက်တစ်ခုကအစိုးရကနေပြီးတော့ဆုံးဖြတ်ချက်ချထားတဲ့ထိုင်းနိုင်ငံသို့ဝင်ရောက်လာပြီးနေရက်မပြောင်းနိုင်သောနိုင်ငံသားများကိုစစ်ဆေးနိုင်သောဝန်ကြီးချုပ်ယုံဤစီးမြင်ဥပဒေ2019 NSM အဲ့ဒါဆိုရင်6နှစ်ပဲရှိသေးတယ်ပေါ့နော်ဒီဥပဒေတစ်ခုရှိတယ် ပြန်မပို့နိုင်ရဘူးလို့ပြောတဲ့အထဲမှာဆိုလို့ရှိရင်ပါလိုက်မှာก็จะมีอยู่2อย่างนะครับ ถ้าထိုင်းမှာနေရင်ဘာဆက်ဖြစ်မလဲဆိုတာကနှစ်ခုရှိတယ်ပထမတစ်ခုကထိုင်းရဲ့ဥပဒေတိုင်းအမှုဖြစ်တယ်ပေါ့เนาะ အမှုဖြစ်နေတဲ့အချိန်မှာနေရဖို့အတွက်သူတို့အတွက်အထားတဲ့အခန်းရှိတယ်ပေါ့နော်ရွှေပြောင်းလုပ်သားတွေကိုဖမ်းလို့ရှိရင် ထားတဲ့နေရာရှိတယ်အဲ့ဒီမှာထိမ့်သိမ်းခံထားရတဲ့သူတွေဒီတော်တော်များများကရွှေပြောင်းအလုပ်သမားတွေတနေ့မှပြန်ပို့ဖို့အတွက်ထိမ့်သိမ်းထားတဲ့နေရာအဲ့ဒီနေရာမှာထိမ့်သိမ်းထားတဲ့သူစီလက်မှတ်မထိုးမချင်းအဲ့ဒီထဲမှာကတ်တတ်ထားတဲ့ရက်မရှိသလိုဆက်ပြီးတော့နေသွားရမယ် အဲ့ဒီကြားထဲမှာမှ မပြောင်းဘူးသေချာတယ်သူတို့လုပ်ငန်းစဉ်ထဲမှာရှိနေတယ်ဆိုရင်သူတို့ကိုအာမခံနဲ့ထုတ်ပေးတာမတိုင်းမီအဲ့ဒီအထဲမှာပဲနေရအာမခံတဲ့လူရှိတဲ့အချိန်မှာသူတို့ကအဲ့ဒီကနေထွက်ရတာနောက်တစ်ခုက အပြင်မှာပဲထိမ့်သိမ်းခံထားရတာအပြင်မှာထိမ့်သိမ်းခံထားရတဲ့ဟာဆိုခဏကအဖွဲ့နဲ့တော့မတူဘူးသူတို့မှာစာရွက်စာတမ်းရှိတယ်ဥပမာဗီဇာတို့နိုင်ငံကူးလက်မှတ်တို့ရှိတယ် ဗီဇာဆိုရင်မျိုးစုံရတယ်ပေါ့နော်။စီးပွားရေးဗီဇာနဲ့ဝင်လာတာပဲဖြစ်ဖြစ်ပညာရေးနဲ့ပဲဖြစ်ဖြစ်ဒါပေမဲ့တချို့တွေအဖမ်းခံရပြီးတော့စာရွက်စာတမ်းလုံးဝမရှိတဲ့သူဆိုလို့ရှိရင်ဥပဒေနဲ့မညီတဲ့ဟာဆိုဒီတိုင်းနေပြီးတော့မှထိုင်းဘက်ကကက်ဘိနက်အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ကြီးညာတဲ့အချိန်စောက်ရမယ်ပေါ့နော်။မှတ်ပုံတင်တင်မှုအတွက်အဲ့ဒီအချိန်မှဥပဒေနဲ့ညီဆက်နေသွားရမယ် အဲနှစ်မျိုးရှိတယ်ပေါ့ပထမတစ်ခုကတော့ပုံမှန်တိုင်းအားလုံးလုပ်နေတဲ့အာမခံဘူးအာမခံငွေကြီးတောင်းတဲ့ဟာမျိုးပေါ့နော် အာမခံတောင်းတဲ့ဟာကတော်မောလောက်ဝကအရာရှိရဲ့ဆုံးဖြတ်ချက်အရာပေါ့ဒါကိုခွစ်ပြုမလားမပြုဘူးလားဆိုတဲ့ဟာကတော်မောမှာပဲလုတ်ပိုင်ခွင့်ရှိဒုတိယတစ်ခုကတော့ရွှေပြောင်းအလုသမားအဖမ်းခံရသူကိုတိုင် NSM ရဲ့ထိုင်းနိုင်ငံသူဝင်ရောက်လာပြီးနေရမပြောင်းနိုင်သောနိုင်ငံသားများကို စစ်ဆေးနိုင်သောဝန်ကြီးချုပ်ယုံဤစီမင်းဥပဒေ2019 NSM လမ်းစဉ်ကိုဝင်ပြီးတော့မှ NSM ရဲ့စောက်ရှောက်မှုရထားပြီးပြီဆိုလို့ရှိရင်သူတို့ကိုယ်တိုင် SFM ကနေပြီးတော့အာမခံနဲ့ထုတ်ပေးဖို့အတွက်ကိုဆက်သွားလို့ရဒါပေမဲ့ NSM မှာတရိထားမယ်တစ်ချက်ကကိုကစကန်နဲ့ဝင်ပြီးဆိုလို့ရှိရင်သူတို့သတ်မှတ်ထားတဲ့ဘောင်အတိုင်းမဝင်ဘူးသူတို့ရဲ့သုံးသက်ချက်အရမြန်မာပြည်ကိုပြန်သွားရင် အန်ဒီယန်နဲ့မကြုံနိုင်ဘူးယူဆတယ်ဆိုလို့ရှိရင် NSM လမ်းစဉ်မှာအောင်တဲ့အပြင်မြမပြည်ကိုလည်းပြန်ပို့တယ်ပေါ့နော်အဲ့ဒါတော့တတိထားမယ်အာတမ်လဘီယာစီမင်းစီကန်ထဲမှာရေးထားတာကတော့ထိုင်းနိုင်ငံသားဆိုတဲ့ဟာမှမဟုတ်ဘူး အာမခံချက်ထုတ်ပေးတဲ့အချိန်ကျရင်ဘာဖြစ်လို့ထိုင်းနိုင်ငံသားတွေကိုတုံးလဲဆိုတော့ထိုင်းဆိုတော့တေးချတယ်သူတို့ကတောက်လျှောက်ရတယ်ဒါပေမဲ့နိုင်ငံသားဖြစ်မယ်ဆိုရင်အဲ့ဒီနိုင်ငံသားရဲ့ဗီဇာနဲ့သက်ဆိုင်တယ်ပေါ့နော်သူ့ရဲ့ဗီဇာကနောက်2လ3လမှာကုန်မယ်ဆိုလို့ရှိရင်သူအဖမ်းခံရသူလည်းထိမ့်သိမ်းထားတဲ့နေရာကိုပြန်ဝင်ရမှာဘာဖြစ်လို့လဲဆိုရင်သူတို့ဗီဇာကတက်တန်းရှိတဲ့အတိုင်းပဲသူတို့ကအပြင်မှာနေခွင့်ရှိတာ ก็ต้องไปหาดูครับว่าเออဒါကတော့တီချာတယ်ဒါကမြန်မာဘက်ကအားထုတ်ရမယ်ဟာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူကမြန်မာစိုးရစစ်ကောင်စီကထုတ်ထားတဲ့ဥပဒေဖြစ်တယ်ပေါ့တနိုင်ငံနဲ့တနိုင်ငံကြားမှာလုတ်တဲ့ဥပဒေကိုလည်းပြန်ကြည့်ရတယ်ပေါ့နော်ဥပမာခလေးစစ်မှုထမ်းတဲ့ဆိုတဲ့ကိစ္စဆိုအပြည်ပြည်ဆိုင်ရာဥပဒေရမှားတယ်ပေါ့အခုကအသက်၁၈နှစ်အထက်ဖြစ်တယ်ဆိုတဲ့ဟာဖြစ်တဲ့အတွက်ကြောင့် ဘယ်ပုံမှားတွေဘယ်ဥပဒေတွေကိုချိုးဖောက်လဲဆိုတာကိုကိုယ့်ဘက်ကအားထုတ်ပြီးတော့ပြန်ရှာရပြီးမှဒီဘက်ကဆက်လုပ်တဲ့ဟာနဲ့ဆက်သွားရမယ်တော်တော်များများကမြန်မာဘက်ကပဲလုပ်ရမယ်ဟာပဲဖြစ်ပါတယ်ဒီဘက်ကနေလုပ်လို့မရဘူးဥပမာစစ်မှုထမ်းဥပဒေတည်လူအခွင့်အရေးကိုတကယ်ချိုးဖောက်နေတယ်လူတွေကိုအသက်အန္တရာယ်အထိ ရောက်နေတယ်ဆိုရင်အပိပိဆိုင်ရာအစ်စ်တီပေါ့နော်အမှုဖွစ်တဲ့ဟာတို့ပြန်လုပ်လို့ရတယ်အကြံပြုချင်တာကတော့ဟိုအချုပ်သေးလက်မှတ်ထိုးခိုင်းတဲ့အချိန်ကြရင် လက်မှတ်ထိုးရမယ့်စာရွက်မှာရေးထားတဲ့အချက်ဘလို့ပုံစံရှိသလဲဆိုတဲ့ဟာကိုတော်မော်35ပေါ့နော်အဲ့ဒီစာရွက်လေးကို search နှိပ်ကြည့်ကြည့်ပါအဲ့ဒီဟာကိုသိတယ်ဆိုလို့ရှိရင်အထောက်အကူဖြစ်မလားပေါ့နော်အဲ့ဒီစာရွက်ကိုသိရင်ကိုပြန်လို့မရဘူးအန်ဒီယန်များမှာကိုတေးချတယ်ဆိုလို့ရှိရင်အဲ့ဒီဟာကိုလုံးဝလက်မှတ်မထိုးဘူးအတွက်ပါ าคนที่ถูกจับแล้วอยู่ในห้องกักพันขันยาบีทิ้งทิ้งขันยาได้อสิทธิไม่ยောက်ขึ้นมาဆိုလို့ရှိရင်ကိုကပြည်တွင်းမြန်မာပြည်ထဲမှာနေလို့အဆင်မပြေတဲ့သူတကယ်ဖြစ်တယ်ဆိုလို့ရှိရင်အဖမ်းခံရကလေးကထိုင်းရဲဖြစ်ဖြစ်စစ်တပ်ကပဲဖြစ်ဖြစ်သူတို့အရာရှိရဲ့ပုံအပ်တဲ့ပြောတဲ့ပြစ်မှုကိုလက်မခံဘို့ပုံမှန်အပြစ်ဆိုဥပဒေနဲ့ညီမလာဘူးဆိုတဲ့အကြောင်းလက်ခံရတယ်လीပြီးမှဖမ်းရတယ်လीเนาะဒါကိုကျွန်တော်ကဥပဒေနဲ့မညီပဲလာတာမဟုတ်ဘူး ပြီးတော့တကယ်ရည်ရွယ်ပြီးတော့ဥပဒေမညီဘဲဝင်လာတာမဟုတ်ဘူးဆိုတာကိုအရင်ပြောရမယ်ပြီးတော့သူတို့အရာရှိကနေပြီးတော့အမှုဆက်ဖွဲ့တာပဲဖြစ်ဖြစ်မဖွဲ့တာဖြစ်ဖြစ်အဲ့ဒါကနောက်လုပ်ငန်းစဉ်ပေါ့ပထမဆုံးအရေးကြီးတာကထိုင်းနိုင်ငံကိုဥပဒေနဲ့မညီဘဲဝင်လာဖို့ရည်ရွယ်တာမဟုတ်ဘူးဆိုတဲ့ဟာကိုပြောရမယ်ဒါကပထမတစ်ချက်အဲနောက်တစ်ခုကတက်တေတွေစုဆောင်းရမယ်ပေါ့ပြည်တွင်းထဲကဥပဒေချိုးဖောက်တဲ့ကိစ္စပဲ တကယ်ကိုပြန်သွားရင်အန်ဒီယန်နဲ့ကြုံတွေ့နိုင်တယ်။ဥပမာစစ်မှုထမ်းအမည်စင်းကြတာတို့ဘာလို့ပေါ့လေ။အဲ့လိုမျိုးတက်သေးတွေစူဆောင်းထားရမယ်။ပြီးတော့တည်င်းအချက်လက်ပေးတဲ့အချိန်ကြာရင်အစစ်အမှန်ပေးရမယ်။တချို့တွေဆိုလို့ရှိရင်အသက်လိမ်တဲ့ဟာတွေရှိ။အသက်18နှစ်မပြည့်သေးဘဲနဲ့ကြောက်လို့18နှစ်အထက်ပြောတာမျိုးတွေဖြစ်တယ်။ဆိုတော့အသက်ကိုမလိမ်နဲ့အမည်ကိုမလိမ်နဲ့။တချို့တွေဆိုရင်ကလေးပဲဖြစ်နေတဲ့ဟာကိုလူကြီးတရားယုံတက်ရတာမျိုးတွေဆိုရင်ပိုးပြီးပင်ပန်း။ ကလေးဆိုရင်ကလေးတရားယုံတက်တက်ရှိပါတယ်။ဥပမာစစ်မှုထမ်းစင်ရကြတဲ့အချိန်ကျရင်ဒီဘက်မှာပေးတဲ့အမိကနောက်တစ်မျိုးဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီဟာကတက်တည်အဖြစ်လုပ်လို့မရဘူးဆိုလို့ရှိရင်ပြဿနာတက်တယ်ပေါ့နော်။တခုခုဖြစ်ရင်ဘယ်အဖွဲ့အစည်းကိုတည်ထားတက်လဲဆိုတဲ့ဟာကတော့အလုံးဟိုရှာထားရမယ်လို့ထင်တယ်။ဘာဖြစ်ရင်ဘသူ့ကိုဆက်သွယ်ရမယ်ဆိုတဲ့ဟာပေါ့နော်။